一在运动真那个要不不得行，一在运动真那啥子都要去，交朋友看在路久了呀，还现在运动真那打下路行不？交朋友没有打，有房子行，也很牛，是吗？哎，全部没路看到路的人不送，看谁没路越他的造，没路安那东西，好能没路越他的吧？不送他看谁安不滴，俺先看他家。 ဟယ်လိုချားရမီဝပီတူညကိုမော်နမများအားလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ25ရက်နေ့ရက်ကျွန်တော် super sunday မနေ့ပိုင်းမှာဆိုတော့နောက်ဆုံးကြားသိရတဲ့တော်လန်သတင်းထုတ်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးချဖို့အားလုံးပေးခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့မှာဆိုတော့တော်လန်ရာစုတွေကနေပြန်မှစစ်ကောင်စီရဲ့စစ်ကန်းတင်းအောင်ပွဲတွေကိုကျွန်တော်ပေါ့နော်ကြားရပြင်းနောက်ထပ်ဒီဘောမိုက်ကိုချစ်ကောလိုက်မဲ့တွေလဲကြားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခရိုင်လိုပဲသတင်းတိုးလေးတွေချစ်လိုက်ရအောင်နော်အယုံဆုံးသတင်းတပိုးအနေနဲ့ကတော့ ထိုင်းမြန်မာနယ်စံမြောက်ရီမြို့တောင်ဘက်ကဘလဲရိုကျေးရွာမှာခြေပြုတ်တဆွဲထားတဲ့စစ်ကောင်စီတပ်စခန်း၃ခုကိုတော်လိုင်းတပ်တွေကနေပြီးတော့မှတိုက်ခိုက်သိမ်းပိုက်ခဲ့လို့စစ်ကောင်စီတပ်သား20ကျော်တေဆုံးခဲ့ပြီးတော့မှစစ်တုံးပန်း30ခန်းနဲ့လက်နက်ခဲတွေအများပြားသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အားရဆရာကြီးပြလက်နက်တွေလည်းအများကြီးပဲအလောင်းတွေကတော့မီးရှို့ပေးထားလိုက်ပြီးတုံးပန်းတွေက30လောက်ရှိတယ်။သူတို့ကိုထားတဲ့နေရာကိုပို့ထားပေးလိုက်ပြီးဘူရာဘောကပြောထားတယ်။မင်းတို့ထပြင်းပြေးမပြေးရင်ပြေးတိုက်မယ်ဆိုပြီးတော့မှအဲလိုမျိုးပြောထားတယ်ဆိုပြီးတော့မှကိုရမင်းကနေပြီးတော့မှထလောင်းပြောကြားထားတာပဲဖြစ်ပါတယ်။ အမျိုးသားလူမျိုးရေးတမတော်ကန်နယ်လေးကရင်မျိုးသားကကွေတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကကွေတမတော် PDF တွေစုပေါင်းတိမ့်ပိုက်ထားတဲ့ဘလဲတို့ရွာဆိုတော့စစ်ကောင်စီတပ်စခန်းတွေစီကိုထောက်ပို့ရဲဘော်တိုးဖြစ်တဲ့ AAC ကိုရဲမင်းရဆိုတော့သွားရောက်ခဲ့တာပဲဖြစ်ပါတယ်ဘလဲတို့ရွာဆိုရင်တပ်စခန်းတွေမှာအင်အားကတရားကြုံနဲ့တဆွဲထားတယ်ဆိုလဲကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဘလဲတို့ရွာမှာရှိတဲ့စစ်ကောင်စီရဲ့စစ်ကားတုံးခုကိုကျွန်တော် PDF ကန်ယူပူပေါင်းတက်ဖို့နဲ့ပြီးတော့မှတင်ပိုက်ရရှိထားတာပြီးတော့မှစကွေးတွေအရောမနော်အခုဆိုရင်အတူပြတွေနဲ့မျိုးစဖြစ်တဲ့လူကလည်းများပြတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။နောက်သတင်းထိုးသတင်းကောင်းတဖို့အနေနဲ့ကတော့မန္တလေးတိုင်းမြင်းချမ်းမြို့နယ်နထိုးကြီးမြို့နယ်တောင်တာမြို့နယ်နဲ့ငဇုံမြို့နယ်မှာရှိတဲ့ချမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာ၁၂ခုကိုခရိုင်အဆင့်စစ်ဆေးရေးနေနဲ့တပြိုင်တည်းတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား50ဦးထက်မှလည်းတေဆုံပြီးတော့မှလက်နက်29လက်တင်းစစ်ရရှိခဲ့တယ်ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။ မေလ15ရက်နေ့ကနေစတင်ပြီးတော့မြင်းချမ်းမြို့နယ်စီမြို့ခုံရက်စခန်းမြင်းချမ်းမြို့နယ်ကြောက်ပြုတ်ရွာပြူစခန်းမြင်းချမ်းမြို့နယ်တောင်ရှိဂိတ်အထိုင်စခန်းမြင်းချမ်းမြို့16ရက်ခွဲနယ်ခရိုင်တွေးဦးယိုးနထိုးကြီးမြို့နယ်ဝလူရက်စခန်းနထိုးကြီးမြို့နယ် gas pipeline နဲ့မြို့မရက်စခန်းနထိုးကြီးမြို့နယ်ဇီရွာအနီးစစ်ကြောင်းတောင်တာမြို့နယ်ထနောင်းကုန်းပြူရွာစခန်းတောင်တာမြို့နယ်မြို့ဝင်ကဲတောင်တာမြို့နယ် gas pipeline ငန်းစုံမြို့နယ်မှာရှိတဲ့မြို့ဝင်ကဲနဲ့ငန်းစုံမြို့နယ်မြို့သားဘန်ကင်းဆောက်စခန်းတွေကိုတော်လိုင်းပေါင်းတပ်ဖွဲ့နဲ့ပြည်မှာဝင်ရောက်တိုက်ခိုက်ခဲ့လို့ ခင်အစ်စ်အနေနဲ့ပူပေါင်းပြီးတော့မှတက်ခဲခဲတဲ့နေမှာစစ်ခွေးစစ်သားရဲနဲ့ပြူစော့တဲ့ပါဝဲ50ဦးထက်မနည်းတည်ဆုံးပြီးတော့အများပြားဒဏ်ရာရှိခဲ့ရတဲ့ဆိုတော့တရင်ကောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲဟုတ်ဆိုရင်ကျွန်တော်အညာမှာဆိုတော့တော်လရင်တပ်ဖွဲ့တွေကနေပြီးတော့မှ ဒီတမဟာကြီးတခုအနေနဲ့ပေါ့နော်အခုလိုမျိုးစူပေါင်းဝင်ရဆိုတဲ့တိုက်ခိုက်သွားတာဖြစ်ပြီးတော့မှစစ်ခွေးတွေကဆိုတော့သူတို့ပြောပြောထားသလိုပဲကျတို့ PDF တွေကိုရှင်းနိုင်ခဲ့တယ်ဆိုတဲ့သတိမျိုးတွေကိုကျတို့မကြားရတာပဲဖြစ်ပါတယ်ဒီမြင်းချမှာတွေးဆိုးနေတဲ့ပေါ့နော်တီတာယူမလို့အိုးဆိုးတွေကနေပြီးတော့မှ PDF တွေကိုပြတ်ရှင်းမယ်ဆိုပြီးတော့မှအရင်ရက်တွေကကြီးညာထားပေမဲ့တကယ်တမ်းကျတော့သူတို့ဖွဲ့တွေကိုခုဆိုရင် PDF တစ်ဖွဲ့ဝင်နဲ့ပြီးတော့မှဒီ page site ကိုနေရာရှာဖွေပြီးတော့မှခုဆိုရင်မြေလန်ရှင်းပြတ်တော့မယ်ဆိုတဲ့အချက်ပေးတာပဲဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့မှာပြထမဆုံးနေတဲ့ချက်မှာကတော့မြောက်လိုက်စက်တက်ဒီလိုမျိုးအရင်နေနေတဲ့အချိန်မှာတဖက်ကနေပြထမကုညာပေးပြီးတော့မှပူးတွဲလို့ဆောင်နေကြတဲ့ရေပေါ်စီရင်နုပညာရှင်တချို့နဲ့ကျွန်တော်တို့နောက်ဆုံးကြားသိရတဲ့ပေါ့နော်ဘော်မျိုးအချိန်နေနဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျော်အနေနဲ့တရင်ကောင်းတွေပြောဆိုထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်နော်အနုပညာခေါင်းစဉ်ပြပြီးလောက်နေတဲ့ကောင်းနေတချင်းဆိုတာကိုနားထောင်ဖို့ငါတို့ပြည်သူနှစ်ဦးကတေပေးရတယ်ဆိုတဲ့အခါကျတော့မင်းတို့များသွားတယ်နော် ခင်လိုက်ဒိန်းတော်နဲ့အစအမှုပညာရှင်ဆိုတဲ့လူရှင်တော်တွေဟာဒီကိုအားပေးခဲ့တာလေအဲ့ဒီအညာသခိုင်းမောင်ကတကြော့ကလူတွေတော်တော်များနေဗျနောက်အခုဆိုင်းဆိုင်းခန်းလိုက်ဆိုတဲ့တကောင်သားတော်ရင်းနဲ့မပါတာပြဿနာရှိစစ်တပ်ကိုကူညီပြီးပုံမှန်အခြေအနေကြီးဖြစ်နေတယ်လို့လို့နဲ့ပြောဝဲရှင်ပွဲတွေနဲ့ဒီတိုင်းဒီတော်လန်ရေးကိုအာယုံလွှဲအောင်လုပ်ရင်တော့ပြဿနာရှိတာဟမ်အဲ့တော့ဘုံရမျိုးပပလေးကိုဘုံကြီးချဲတယ်ခင်လိုက်နဲ့ ဒိန်းတော်နဲ့အဲ့ဒီမှာရှိတယ်ပါလေဆက်ဖြစ်ပါဘူးတော့နာမည်ရှိတယ်ဗျာဟို Facebook မှာဟိုခါတာဗီဒီယိုတွေတင်နေရိုက်နေတဲ့အကောင့်ပဲပေါ့တော်တော်များများအဲ့တော့မင်းတို့တည်ရင်ပြည်သူကပျော်တာဒီပြည်သူကပျော်ရွှင်ကျင်တတ်တာဒီအခုနေဒိန်းတော်တည်ကြီးခင်လိုက်တည်ဒီတိုင်းမျိုးလုံးပျော်ပါအခုနေဇော်မိုးရင်တည်ကြီးတစင်ဦးတည်ကြီးဒီတိုင်းမျိုးလုံးပျော်ပါအခုနေမင်းအောင်လိုက်တည်ကြီးအခုနေစိုးဝင်းတည်ကြီးအခုနေမောင်ရင်တည်ကြီးအခုနေတိုက်ဆွေတည်ကြီးတိုင်းမျိုးလုံးပျော်ပါ မုံယုံနေမှာဟုတ်တော့ဒီလောကမှာမချစ်ကျင်တော့တာအဆုံးဆုံးအဆင့်ပြောက်ရှင်းတယ်နောက်တစ်တစ်ခုဘာထပ်ပြောအောင်လဲဆိုတော့ဘမမပစ်ချလိုက်တယ်လေဟိုဘမမပစ်ချလိုက်တယ်ရဟယပထမတစ်စင်းပြတ်ကြကျွန်တော်ဗီဒီယိုထဲမှာအားလုံးတွေ့ပြီးသားဖြစ်ပါလိမ့်မယ်ဘမမဘမရဟယနဲ့ပတ်သက်ပြီးပစ်ချခဲ့တာဟာဗျူဟာမြောက်ပစ်ချခဲ့တာဖြစ်ပါတယ်စနစ်တကျစောင့်ဆိုင်ပြီးတော့အဖြောင့်ပြစ်တဲ့လူကပြစ်တယ်စနိုက်ပါထောက်တဲ့လူကထောက်တယ်ပွိုက်ဖိုက်ကြီးငချင်းမီတွေနဲ့အဖြောင့်ဆက်ဆက်တဲ့နဲ့ဆွဲတဲ့လူကဆွဲတယ် ကမ်ပီတာစီ drone နဲ့ဝင်ဆောက်နေပါဆောက်နေအနည်းဆုံးတက်စက်၄စိတ်၅စိတ်နဲ့တက်ရင်တက်ဖွဲ့ပေါင်းမြောက်များစွာပြူပါမြောက်တက်ခတ်တက်ခတ်ခဲ့နေဒုတိယကောင်းကျိုးအနေနဲ့ရွှေကူမှာထတ်ကျဲပါတယ် drone နဲ့မှွားစွာကျဲသွားပါတယ်ဆိုတော့ဒီရဲ့အင်းနေပေါ်မှာပါတဲ့ကောင်းကြီးမနေ့ကကျွန်တော်ဗီဒီယိုပေါ့မိမိဘံပေါ်စစ်ပြင်းကရေးပေါ့ဗီဒီယိုမှာနောက်ထောင်မိသားဖြစ်နေမှာချိုး19ရောက်တယ်အဲ့ဒီမှာဘိုးကြီးမျိုးထပ်အောင်ဆိုတဲ့ကောင်းကြီးရေပတ်တစ်စိတ်တက်လို့ ောင်ကြီး16ယောက်လုံးသေးတာအကံမထွက်ရင်သူမိသားစုတယောက်ပါ။သေးတာတော့မျက်ရည်ကျလို့မရလေဘွာသေးတာတော့တရဝင်းငိုကြွေးခွေမရှိတဲ့အခြေအနေမှာမင်းတို့နိုင်နေတယ်ထင်နေလို့လေဒါတော့ဆရာလေးမျက်ကြောရနေပြတော့မပေါ့နော်ကျတော့ဒီနမခဝင်းထဲမှာရှိတဲ့ဒီရှင်ဖြူပွဲတွေလုပ်နေတဲ့အချိန်မှာခင်လိုင်နေတော့အုပ်စုကနေပြတော့မဖြောဖြောပြတော့မတစ်ဖက်ကနေပြတော့ ဒီနမခနီးနားမှာရှိတဲ့ခြေရော်တွေကိုစစ်ကောင်စီနဲ့ပြည်မှာလက်နက်ကြီးတွေနဲ့ထုလို့ဒေသခံပြည်သူတွေကဦးအတက်ဖေးခဲ့တယ်ဆိုတဲ့သတင်းကိုပြောဆိုထားပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ဘောမျိုးရမှာဆိုရင်ကျွန်တော်တို့စစ်ကောင်စီရဲ့ရဲရဲနေစည်းကိုပြစ်ချနိုင်ခဲ့တာပြည်မှာတပောင်းစုတခုအနေနဲ့ပေါ့နော်ဒီလိုမျိုးတပ်ဖွဲ့အသီးသီးကနေပြည်မှာကုစီတဝန်ယူပြီးတော့မှစစ်ကောင်စီကိုဒီလိုမျိုးဖြိုချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဘောမျိုးမှာဆိုတော့စစ်ကောင်စီရဲ့စကားခဏဆက်တဲ့ကိုကျွန်တော်တို့ KIA PDF ပုံတဖို့နဲ့ပြည်မှာတင်ပရရှိဖို့စူးစမ်းနေတာပြည်မှာတစ်ဖက်မှာဆိုတော့အားလုံးတည်ထားတဲ့တိုင်ပဲစစ်ကောင်စီရဲ့ပေါ့နော် view မှုဆင့် ဒီစခွေးတွေအရဆိုတော့အသုံးယူနဲ့များစွာမျိုးစားဖြစ်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြုံးလွှဲတက်တဲ့ကဒီမယုံမှာပဲအယိုးဆိုးတဲ့အထိနေချင်တယ်ဆိုတော့ပေါ့နော်စကောင်စီရဲ့ဒုရခံဘူကြောင့်တင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်တို့စပီတော့မှနားထောင်ကြည့်လဲရအောင်။ကျွန်တော်ကရာကကရှေ့မှာလုံလုံရေးယူနေရတဲ့ပြုံးလွှဲတက်တဲ့ကစစ်တီပါ။ဒေါနာကတဆင်တက်ကလူကြီးတွေကိုမေ့ချင်တာပါ။အဲ့ဒါကတော့လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာမိသားစုကိုခေါ်ထားလို့ရပါသလားဆိုတာပါခေါ်ထားလို့ရရင်ကျွန်တော်တို့လည်းခေါ်ချင်ပါသေး အမတ်တိတမတော်အတန်လွတ်တက်ဒဇင်အဖန်ကဒုအရာခံမှုကြည်အောင်ဝင်းဆိုတဲ့သူကရက်ကက်ကက်ရှစ်မှာလုံချုံရေးတာဝန်ထွက်နေတာကိုမိမောက်ကိုခေါ်ထားတာကြပါပြီမိမတွေမဟုတ်ပါဘူးသူတမီចောင်းစီရမှာဆိုသူကိုပါခေါ်ထားတာပါလုံချုံရေးတာဝန်ကလည်းတစ်နှစ်ကျော်နေပြီသူတို့တက်ကချိန်မဲ့သူမရှိတာလားဘာအကြောင်းနဲ့မချိန်တာလဲတော့မသိဘူးသူတက်ကတခြားစစ်တီတွေကတော့2လတစ်ချိန်3လတစ်ချိန်ချိန်ကြပါတယ်သူတယောက်ပဲမချိန်ရပဲတစ်နှစ်ကျော်နေတာပါ တခါချင်းမလို့ဖြစ်တော့တသက်လုံးကောင်းနေတဲ့ခြေထောက်ကိုပတ်တီးတွေစီဓာတ်ပုံတွေရိုက်ပြီးအထက်လူကြီးကိုတင်ပြပါရယ်ခြေထောက်ခွဲထားလို့ဒီတလားတော့ရကကရှိပါရမီဓမာယုံမှာပဲထားပေးပါအောင်ဆိုပြီးကလင်ကကြစ်တင်ပြပါရယ်မယုံရင်ရကကရှိလုံလုံရေးကစစ်တီရောရဲရောရှိပါရယ်စိုက်တဲ့သူကိုတူတူတိတ်တိတ်ခေါ်မေးလို့ရပါရယ်မိသားစုကိုခေါ်ထားရုံနဲ့မဟုတ်ပါဘူးလူပါလဲဝါကြပါရယ်တခြားစစ်တီတွေရဲ့အမျိုးသမီးတွေထမင်းလာပို့ရင်တော့သူမိမကမကြည့်သလိုထွက်ကြည့်ပါရယ်စောင်းမြောင်းဆဲဆိုတာတွေလည်းလုပ်ပါရယ် ူတို့ကရက်ွက်ကလူထားတဲ့ဓမာယုံကိုသူတို့ကိုပိုင်အိမ်လိုနေနေကြပါတယ်ဓမာယုံမှာအိမ်သားနှလုံးရှိပါတယ်တလုံးကိုသူတို့မိသားစုသုံးဖို့တော့ခတ်ထားပါတယ်ကျန်တဲ့အစ်စ်တီနဲ့ရဲတွေကကျန်တဲ့တလုံးကိုစုပြုံပြီးသုံးရပါတယ်ရေချိုးကန်တခမ်းပဲရှိပါတယ်အဲ့ဒါကိုလည်းသူတို့ပဲသုံးပါတယ်တော့ခတ်ပါတယ်သူမိမနဲ့အဆင်မပြေစကားများရင်ကျန်တဲ့သူတွေကိုဘူလေးကရန်ရှာပါတယ်သူမိမကလည်းသူ့ကိုယ်သူတည်ရင်မှုကတော့ထင်နေလားမသိပါဘူးအပေါ်ကြီးကဆက်ဆံနေဆဲတယ်စောင်းနေပြီးရင်သူတို့ကအထက်လူကြီးကိုဥအောင်တိုင်တာပါ လုံခြုံရေးမှအမျိုးသမီးခေါ်ထားတဲ့မသိလျော်တဲ့ကိစ္စကိုအထက်ကတည်အောင်ပြောပြပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမရသားအရာရှိစစ်တီတွေအိမ်တော်တဲ့ရမေတွေရဲ့အခက်အခဲတွေကိုအများကတည်အောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမရသားအရာရှိစစ်တီတွေအိမ်တော်တဲ့ရမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မဆေးဘောက်ကနေတစဉ်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒီပြုံးလို့ပါနော်ဒီတနေ့မှာရှိတဲ့ တွေ့ရခံဖို့ဆိုတဲ့ကောင်ကတော့အခုဆိုရင်သူ့ဇနီးနဲ့သားသမီးတို့ပေါခေါ်ဆောင်ပြီးတော့မှနမယုံမှာအယူဆိုတဲ့အထိနေချင်းနေဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။နမယုံမှာတုံးခွင့်ရထားတဲ့ပေါ့နော်။ရေချိုခိုင်းအိမ်သားတွေရဆောက်လို့သူတို့ကနေပြီးတော့မှမူပိုင်ခွင့်ရယူထားတဲ့ပုံစံမျိုးနဲ့အောက်ခြေတသားတွေကိုဖိနေလို့ဆောင်မှုတွေကျွန်တော်တို့ကြားနေရတာဖြစ်ပြီးတော့ဒါကတော့စစ်ကောင်စီရဲ့ရှေ့တွေရဲ့ လိုရထုံးစံတွေပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေနဲ့တော်လန်ရေးရဲဘော်တွေပေါ်မှာရစတဲ့နေလန်းတွေသုံးပြတော့ပါနော်အခုဆိုရင်တတော်ချစ်တတတော်ပြန်ပြတော့ထိုးကျွေးနေကြတဲ့စကောင့်စီရရှိတွေကိုကျွန်တော်တော်လန်ရေးဘော်တွေကနေပြတော့မှပြက်ရှင်းချင်နေကြတာမို့လို့ကျွန်တော်တို့ဘက်ကကုပြောင်းချင်နေဆိုတော့အချိန်မရေးပါနော်ကျွန်တော်တော်လန်ရေးဘော်တွေထမ်းမှာချိန်ဆလို့ရတယ်ဆိုတဲ့အကြောင်းဒီနေ့ကလည်းထပ်ပြီးတော့မှဖိတ်ခေါ်ပြောလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမပြောင်းကြရနေပြတော့မှကြောက်ဖြစ်မျိုးဟာဆိုတော့မကြခင်မှာပဲအေးလက်ထဲကြမယ်ဆိုတော့အသိဉာဏ်မိတ်တွေရနေပြီဆိုတဲ့အကြောင်းကိုပြောဆိုထားတဲ့အားလေကျွန်တော်တက်ချက်လောက်ချစ်လိုက်ရအောင်နော် um တောက်ဖြူတောက်ဖြူမှာရှိတဲ့ minted down ကျသွားပြီ minted down ကာကင်စကန်ကျသွားပြီကျသွားတဲ့အခါကျတော့ဒီတခါတော့မှန်ပြောတယ်နော် minted down ကိုလည်းစစ်တပ်ကရွေးချင်ချင်ခုခံနေကြခုခံနေတဲ့အင်အားလည်းကြီးလာလေဗျာကြုံကြတိရတော့ဆိုလို့ရှိရင်အင်အားလေးက20လောက်နဲ့ခုခံလာအဲ့တော့တပုံက minted down လည်းလေးပဲရသွားတယ် minted down ကိုရသွားပြီဆိုတဲ့အခါကျတော့အရင်အနေကြီးသွားပြီ minted down ရပြီဟဲ့ဆိုလို့ရှိရင် minted down ကဆင်းလာပြီဆိုရင်ရှေ့မှာဇက်တိုးလာမယ်ဆိုရင်ရက်တရင်32ကိုရအောင်နော်ရက်တရင်32ကိုရောက်ပြီဟဲ့ဆိုလို့ရှိရင် ရေထိုင်32ကတနည်းအားဖြင့်ကြောက်ဖြူမျိုးရဲ့ခံတက်လို့ပြောလို့ရတယ်အဲ့ဒီရေထိုင်32ကကြလို့ရှိရင်တော့ကြောက်ဖြူမျိုးကဘယ်လိုခေါ်မလဲဆိုရှင်ရပြီလို့တော့ပြောရင်မမှားဘူးဘာကြောင့်လဲဆိုရှင်နော်မင်းတတောင်ကကျွန်တော်ရေထိုင်32ရဲ့အသက်လို့ပြောလို့ရတာပေါ့အဲ့မင်းတတောင်ကြတော့အခုရေထိုင်32ကိုရတိုက်ရင်အဲ့ရေထိုင်32ကရပြီဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီကြောက်ဖြူမျိုးเนี่ยအရင်မလန်းတော့မလန်းတဲ့ကြောင့်အဲ့ကလေလက်နဲ့ကြီးနဲ့လှမ်းပစ်နေနေတော့မှပဲ အထဲမှာရှိနေခလာရဟိုကမှာ၅၅၃ခဏဘောင်သူစားဒီခလာရအိုက်ပါတက်၃ခုရှိတယ်ကျွန်တော်ကနန်ကိန်းကနားဖြစ်တဲ့နေတွေနိုင်တယ်နော်အဲ့တော့အဲ့တော့ဘယ်လိုခေါ်မလဲဆိုရှင်တော်လေးတွေကိုရေးကြည့်တဲ့အခြေအနေကိုရောက်နေတယ်ပေါ့အဲ့တော့မနေ့တနေ့လောက်ကသူတို့ကအင်အားပြုံးပုံရဆိုရှင်အင်အား300လောက်ဆင်းလာတယ်ကျွန်တော်ကြားသိရတာပေါ့ဗျာနော်အင်အား300လောက်ဆင်းလာတယ်အဲ့တော့အင်အား300လောက်ကကိုယ့်ဘက်ကအင်အားမမြတဲ့အတွက်ကြောင့်မို့လို့မြင်အောင်မဖြစ်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ ခုခံတိုက်ခိုက်မှုတွေကြည့်တဲ့အခါပြည်သူစစ်တွေများတယ်လို့ကြားသိရတယ်နော်အဲ့တော့တမင်တကာကိုပဲအဲကြောက်ဖြူကနော်တမင်တကာကိုပဲကျွန်တော်တို့ခင်ဗျားတို့ဒီပွဲကမအေးအေးစပရင်စီစဉ်တွေပွဲလာတော့ကျွန်တော်စဉ်းစားနေပါတယ်ပြောင်းရတော့ပါနော်မြောက်လရဲ့ဒီပေးတီပြောင်းနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးဥပမာပြောဆိုထားတာပဲဖြစ်ပါတယ်ကြောက်ဖြူမျိုးကိုကျွန်တော်တို့ ဒီမင်းတတောင်စကားရပြတာနဲ့မကြခင်မှာတော့ရက်တရင်30နှစ်စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်ဆိုတဲ့အကြောင်းတွေကိုသူကနေပြတော့ပြောဆိုထားတာဖြစ်ပြီးတော့မှကြောက်ဖြစ်မှုမှာဆိုတော့ဗောနတရုတ်လုံးကျွေးတပ်ဖွဲ့တွေရှိနေပြီမဲ့စစ်ကောင်စီနေနဲ့ဘလိုနည်းနဲ့မှကိုအေအေကိုထိန်းချုပ်လို့မရတော့ဘူးဆိုတာသူတို့ကိုယ်တိုင်နားလည်သဘောပေါက်တော့တာပဲဖြစ်ပါတယ်ကျွန်တော်တို့နေနဲ့ကြောက်ဖြစ်မျိုးရရှိပြတာနဲ့စစ်တွေရင်မှအောင်စားတဲ့မျိုးနှမျိုးကိုဆက်လက်ပြီးတော့မှတင်ပိုက်တော့မှာမို့လို့ဗောနကျွန်တော်အားလုံးလိုချင်နေတဲ့အေအေရဲ့ဒီအာခိုင်အမဲဆိုတာတော့ဒီနေ့ထက်မှပဲတေချာပေါ့ ဖြစ်လာတော့မှာပဲဖြစ်ပါတယ်ပီတူတွေအနေနဲ့ဆက်လက်အတင်းထားချပြီးတော့မှာကျွန်တော်ရဟိုင်မီတာလိုမျိုးသွားတယ်ဆိုတော့ပြီးမှမှာရှိတယ်ပေါ့နော်တော်လိုင်းပွန်တဖို့အနေနဲ့သူစကောင်စီနေပြီးတော့ထိအပီဖြုံမဲ့ဖွဲတွေလည်းထပ်ပြီးတော့မှလာဖို့ရှိတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတာဘာသာကိုကြီးဆိုတဲ့ငါးနေရာကနေမျိုးမှစစ်ကောင်စီထိန်းချုပ်ထားတဲ့နေမျိုးတွေမှာတောင်မှတော်လိုင်းရဲဘော်တွေကိုကြောက်နေရတယ်ဆိုတဲ့အကြောင်းကိုသူကနေမျိုးမှဘယ်လိုမျိုးအကြောင်းပြောဆိုထားမလဲဆိုတာစစ်ပေတော်မှာကြည့်လိုက်ရအောင်နော်တက်မတော်အမြင်ပြီးဘာကြောင့်တိုက်လာလဲဆိုအဲ့ဒီသဘုံမွေးထားပြီးတော့ဒီပြည်သူလူထုရှာနေပြီးတော့ခုတ်သွေးစုပ်တဲ့အပိုင်းနေ လာတော့မယ်နော်အဲ့လိုမြင်နေရတယ်ပြည်တွင်းစစ်လို့ဟာမျိုးမှာခက်ခဲရတယ်ဆိုတဲ့ဟာကိုအကြောင်းပြပြီးတော့ပြည်သူလူထုတွေရှိကနေပြီးတော့ဒီမျိုးစုံသောနီးနဲ့သိရမလားဒီကုံစင်းနှောင်းဆိုတဲ့အရာကြီးကိုအတုံးချပြီးတော့ခုတ်သွေးဆုပ်မျက်ထုတ်ဖို့အတွက်ကိုစူးစမ်းနေတယ်ကိုကြီးတို့အရှင်းဆုံးပြောရလို့ရှိလို့ရှိရင်ကမ်းမပြိုတယ်ဆိုတာတစ်ဖက်မှာကမ်းမပြိုလာပြီတစ်ဖက်မှာတောင်းထွန်းတာကွာအဲ့တော့ကုံစင်းတို့တက်တယ်ဆိုတာလည်းတစ်ဖက်ကဒုက္ခဆင်းရဲတွေများသွားပြီမြဲတစ်ဖက်ကကြတော့အဆင်ပြေပြီးတော့ ငွေချေးရတဲ့လမ်းကြောင်းကြီးအများကြီးပွင့်သွားတာအဲ့တော့ဘာဖြစ်လဲဆိုတော့ကုန်စင်းတော့ကြာမှာမဟုတ်ဘူးမင်းတို့ကမ်းမပြိုတဲ့ကောင်တွေပဲခံရမှာကမ်းမပြိုပြိုကြလေမြို့ဘက်မှာတောင်ထွန်းတဲ့ကောင်တွေအာရကီလမ်းနဲ့အဲ့တော့တက်တဲ့မြတ်ကုန်စင်းတော့အကုန်လိုက်ပြီးတန်းစီဒီကောင်တွေကဝင်နိုင်တယ်ဟုတ်ပြီလားအဲ့တော့ကြာလို့ရှိလို့ရှင်အဆင်ပြေမှာမဟုတ်ဘူးအခုစစ်တပ်ကလည်းအရှင်းဆုံးပြတဘုံအမြင့်တိုက်တာတို့ဘာလို့ဖြစ်လာတယ်ဆိုတဲ့ကိစ္စအဲ့ဒီရက်ရက်နေနေမှာရှိရဲ့ ဒီပေါ့နော်ဒီအရက်သားပြည်သူလူထုဒီရဲ့ဆင်းရဲဒုက္ခတွေအတွင်းတွေကိုပို့ရအောင်ပို့ပြီးတော့ကျိုးထုတ်စည်းဝါးရှာရင်လို့လှုပ်လာတာအတူပြင်းထင်ရှားတာကိုကြီးမင်းကပြောတယ်တန်တောင်ကြီးကိစ္စမှာ ਨੇ ထင်ရှားတယ်ကွာနော်တဘောကလမ်းပိတ်ပလိုက်တာနော်အရှင်းကြီးပိတ်ပလိုက်တာနင်းရတယ်နင်းရတယ်အဲ့ပိတ်တဲ့လမ်းရဲ့ဟိုဘက်မှာလည်းစစ်တက်ရှိဒီဘက်မှာလည်းစစ်တက်ရှိအဲ့တဘောကလည်းတီးတီးပိတ်တာအဲ့တော့တော်မရှင်းဘူးဆိုတဲ့ကွာဒီတဘောကနေပြီးပိတ်ထားတဲ့အကြောင်းနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲကိုစစ်တက်ကလည်းခန်းစားခြင်းလို့တဘောကလည်းခန်းစားခြင်းလို့ရှင်းရှင်းလေးလက်နက် ကင်ရနှစ်နှစ်ဖက်ပေါင်းပြီးတော့လုံးချင်တာလုံးတော့မယ်ဆိုပုံစံပေါက်သွားပြီအဲ့လိုပေါက်လာတဲ့ကိစ္စမှန်သမျှကို face tape ဖြစ်တယ်လို့ခေါ်ဒီခေါ်တော့အခုဆိုရင်ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းပဲပေါ့နော်စစ်ကောင်ဆေးကနေပြီးတော့မတတင်းရှုံးနေတဲ့အချိန်မှာတော်လိုင်းရဲဘော်တွေကိုကြောက်နေပြီဆိုပြီးတော့မှပြောဆိုထားတာဖြစ်တယ်မြန်မာပြည်တွင်းမှာရှိတဲ့ကွန်ဆင်းတို့မှန်ညမတဲ့ဖြစ်တာကလည်းစစ်ကောင်ဆေးကနေပြီးတော့မှတမင်တက်တက်လှုပ်ဆောင်ခဲ့လို့အခုလိုမျိုးဆက်လက်ပြီးတော့မှပြည်သူတွေငပေးကြုံနေရတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပြီးတော့မှအဓိကလက်တက်တဲ့အခါဆိုတော့မြောက်လိုင်းတို့စစ်ကောင်ဆောင်တွေဖြစ်တယ်ဆိုတာကိုသူကိုယ်တိုင်ပေါ့နော် ထုတ်ဖော်ပြောကြားလာတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီတော်လိုင်းမှာဆင်တော့ကိုချိုးကြည့်တဲ့စကောင်စီတဖို့နဲ့များစွာရှိနေတာပြီးတော့မှအခုဆိုတော့ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းပဲစမှုထမ်းစနစ်ကနေပြီးတော့မှဒီကောင်တွေကြီးပွားချမ်းသာနေတာပဲဖြစ်ပါတယ်။ဘုံမတွေကိုယ်တိုင်ကနေပြီးတော့ပြောလိုက်ပြီးဆိုတော့ဒါကမျောလိုက်တော့အိုးဆေးရပါနော်။တော်တော်လေးကိုချက်မပြည့်ပြီးတော့မှဒီမတရားလိုချင်နေကြတဲ့သူတို့အုပ်စာရမက်တွေကိုသူတို့ကိုယ်တိုင်ခုဆိုရင်ဒီဘုံမတွေကနေပြီးတော့မှထုတ်ဖော်ပြောကြားလာတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လံပြတော်သားသူဖြစ်တယ်မှာတသေးကနေပြီးတော့မှ ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအနေနဲ့ဒီတော်လိုင်းမှာထဲထဲဝင်နေပူပေါင်းပေါ်ရမယ့်အချိန်ရောက်နေပြီဆိုတဲ့အကြောင်းကိုပြောဆိုထားတဲ့အလဲကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်တို့ဒီတိုင်းသားလက်နက်ကင်တွေပေါ့နော်တိုင်းသားလက်နက်ကင်တွေကိုမင်းမင်းတို့ ਨੇ ဟိုမြင်လာရအောင်ရှိတယ်ပေါ့နော် ခုဒီရက်နှစ်မှာဆိုလို့ရှိရင်ငွေကြေးခုနှစ်နိုင်ပြောလိုက်တဲ့စကားငွေကြေးတစ်ယောက်ရဲ့နှုတ်ကပတ်စကားကိုကျွန်တော်တို့ပြည်သူတွေလေးစားယူကြည့်ရပေါ့။ဘာဖြစ်လဲဆိုလို့ရှိရင်ခေါင်းဆောင်တစ်ယောက်ရဲ့စကားအရေးကြီးတယ်။တောင်ပြောမြောက်ပြောလို့ပြောအပြောတစ်မျိုးလုပ်တစ်မျိုးလို့လုပ်နေတဲ့စကားကမရောက်နိုင်ပဲရှိတယ်နော်။ကျန်တဲ့တိုင်းသားနော်ခေါင်းဆောင်ကြီးကဒီလိုပြောတစ်မျိုးလုပ်တစ်မျိုးမလုပ်ဘူး။နော်ကစားကပြောဖို့လေခက်ခဲတယ်။ခက်ဖို့လေခက်ခဲတယ်။ထွက်လာပြီဆိုလို့ရှိရင်လည်းတို့စကားကိုတောင်းဝန်ယူတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ယူကြည့်တယ်ငွေကြေးခုနှစ်နိုင်ရဲ့စကားအမတန်ကလည်းအားရှိတယ်တစ်ခုလည်းပြည့်တယ်ပေါ့နော်။ကျွန်တော်တို့ကျန်တဲ့တော့ပေါ့လေကအလုံးကတလေးလေးစီးနေကြရတဲ့လူတွေကြီးပဲနော်။ကျွန်တော်အနေနဲ့ဘာရောက်အားရှိတာလဲဆိုလို့ရှိရင်နော်တော့ဒီ ာနာရှင်တွေကိုတိုက်ထုတ်တဲ့နေရာမှာတကယ်မှခိုင်မာ190လောက်ခိုင်မာလာတဲ့ဥဒ္ဒဏ်ကြီးကိုကောင်းတဲ့တိုက်နေရာလို့မြို့သူအင်အားလေးနဲ့တွားနေရတာတမလုံးကအခက်အခဲတွေအများကြီးဒါတိုက်နေတဲ့ဟိုရေဘော်တွေအတွက်ဆန်းတဲ့ရိတ်ခါဟာဒီစစ်တုံးစီရိတ်ဒီခါတွေအားလုံးကပြည်သူတွေရဲ့အင်အားနဲ့ပဲတွားနေရတာဖြစ်တယ်လို့အခုလိုမျိုးကောင်းကောင်းပြောရရင်ပဇက်ကနေပြီးတော့ဒီလိုစကားမျိုးပြောလာတယ်လို့အကြောင်းကမှတင်တဲ့အကြောင်းမှမမှန်းတာအားလေးကိုပါတယ်ပေါ့နော်ဆိုတော့ရှင်းလျှောက်ပြီးတော့ဟိုတမလုံးကဒီဒီ online ကိုမြန်မြန်အဆုံးသတ်ဖို့တခုလေးဦးပဲเนาะဒါဒေါ်လာရေးဖွဲ့တွေလည်းတွေးသွားတာဖြစ်တယ်ပေါ့သူတို့ဒီလိုမျိုးလုံနေနေလေကျွန်တော်တို့ဒေါ်လာရေးဖက်က ခွဲသားကြီးရဲ့အတွေးရတယ်အမရတော့ဘူးဒီကောင်မျိုးတော့မဖြစ်ဖြစ်တဲ့နီးနဲ့ရအောင်လုပ်ရမယ်ဆိုရင်အတွေးပဲကျွန်တော်တော်လိုင်းရဲ့ဘက်တော်သားကြီးထဲမှာဝင်သွားတာဖြစ်တယ်ပေါ့နော်အဲ့အတွက်ဟိုတော်လိုင်းရဲ့ကြာနေရဆိုတာကကျွန်တော်တရုတ်ဝင်ရှုပ်လို့တာကြာနေတာပေါ့ဒီတရုတ်ကလည်းယူဆိုင်ရတဲ့အနေအထားမျိုးရှိနေရပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တရုတ်ကနော်အင်မတန်မှမြန်မာပြည်ပေါ်မှာခိုင်တွေဖြစ်ရှင်းတာကအင်မတန်မှအပန်းနဲ့လေနော်အင်မတန်မှဟိုရှင်းလဲရှောက်တာပြားလဲဆွဲတာပုံစံမျိုးနဲ့ဝင်ပြီးတော့လုပ်နေရပေါ့နော်သူ့ကိုပြန်တိုက်ခိုက်ဖို့ဆိုတာလည်းမဟုတ်ဘူးပေါ့နော်ကိုယ်နိုင်ငံမှာလာပြီးတော့ဟာ ဟိုဘယ်လိုပြောရမလဲစည်ရင်းနဲ့ဝင်ရမျိုးလည်းမဟုတ်ဘူးဒီလိုစည်ရင်းနဲ့ဝင်ခဲ့မယ်ဆိုရင်ထားလို့နေတဲ့တေးကိုရှင်းလိုက်ကြအကြောင်းမရှိဘူးအဲ့ဒီတော့ကျမတို့ကဟိုပြည်သူချင်းချင်းကူကယ်ပြီးတော့သွားနေရတဲ့နေရာမှာဒီတရုတ်ရဲ့အင်အားပါလာတဲ့ခါကျတော့ကျမတို့လုံလည်ကြီးကိုနောက်ကြီးသွားမှာနောက်ချက်ဖြစ်သွားမှာစိုးလို့တာကျမတို့တွေကချစ်ချင်ပြီးတော့လုံနေရတကယ်တမ်းကျတော့လုံလည်ကြီးကနိုင်နေပြီအောက်နေပြီပေါ့နော်ဟိုခွေးစိတ်ရှိတဲ့လူတွေကတော့ခွေးချင်ခွေးချင်ပဲကြံပါပဲနော်အများအားဖြင့်ကိုကြီးကိုကြီးကြံခဲ့တာတလိမ့်ဆန်နေလို့ပဲဆက်ဆန်ခဲ့တာဆိုတော့ကျမတို့မှာသွားစရာကတလမ်းပဲရှိတယ်ကျမတို့ပြည်သူတွေမှာရွေးချယ်စရာကဒီတလမ်းပဲရှိရပါတော့ဒါကြောင့်တော်လန်ရေးကိုလည်းပေါင်းရင် ကူညီပေးထားဖို့အရန်ကိုမှလိုအပ်နေတယ်။เนาะကျွန်တော်တို့ကနိုင်ငံတော်တစ်ခုပဲနဲ့မပြီးသွားဘူးလေเนาะကိုယ့်ရဲ့ကိုယ်တို့ရဲ့ပါဝင်မှုเนาะကျွန်တော်တို့တိုင်းပြည်အတွက်ပါဝင်မှုအများကြီးအင်အားတွေလိုအပ်နေတာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်ဒါစစ်ကောင်စီရဲ့လုပ်ရည်တွေတော်လေးကိုရက်စက်တယ်တော်လေးကိုလုံမာတော်လေးတရားလုံတယ်ပေါ့နော်။အဲ့အတွက်တနေ့မဟုတ်တနေ့ကိုယ်စီုံလဲဒီအန်ဒီလေးကကြောက်လာမှာဖြစ်တဲ့အတွက်ဒီစစ်ကောင်စီလက်အောင်မှာဖွင့်ထားတဲ့အကြောင်းတွေကိုလည်းမတက်စီခြင်းဘူး။နောက်ခုကဒီလုံမြောက်နေပြည်ဒီမှာလည်းကလေးတွေကိုဟိုကြောင်းထားတာမျိုးမလုပ်စီခြင်းဘူးပေါ့နော်။ဘာဖြစ်လဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဒီတရုတ်ရဲ့ကူညီမှုရုရှားရဲ့ကူညီမှုကြောင့် ဟိုမင်း online ကိုအနေနဲ့အများကြီးစာပါတွေကိုဟာ data တွေကိုအများကြီးဖမ်းလို့ရနေတာဖြစ်တယ်ဟိုတီနေရ area တွေဆိုလို့ရှိရင်အမတန်မှဟို client ရဲ့အတွက်ကြီး view size နေတယ်မာတဲတဲပြောထားသလိုပဲကျွန်တော်အနေနဲ့ပေါ့နော်ဒီတော့လိုက်မှာဆိုတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေအားလုံးကနေပြီးတော့မှသတိမူဆင်ခြင်ပြီးတော့မှဒီတော်လိုက်မှာထဲထဲဝင်ပုံပုံပုံဖို့လွန်လွေပြီးဆိုတဲ့အကြောင်းပြောဆိုထားဖြစ်တယ်ကျွန်တော်တော်လိုက်ရေနောက်ဆုံးအချိန်ကိုရောက်နေတဲ့အချိန်မှာပဲပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေကတော့အခုဆိုရင်ပြည်ပထွက်ပြေးမှုတွေလည်းများစွာရှိနေတာပြီးတော့မှတော်လိုက်ရေဘုတ်တွေကနေပြီးတော့မှစခန်းတစ်ခုပြီးတစ်ခုတဲ့ရကိုတစခန်းတော့နီပါနဲ့ကိုတိုက်ခိုက်ရယူပြနေတာပဲဖြစ်ပါတယ်ဒီအချိန်မှာတေးဝရရှားကိုညီနေနောက်ကွယ်နေပြီးတော့မှထင်းထင်းကျက်လို့ဆောင်နေတဲ့မြောက်လိုက်တဲ့အိုးစုအနေနဲ့ကတော့သူတို့ရဲ့တဆူရှင်မှုကျွန်တော်တော်လိုက်ရေရဲ့ဘော်တွေနဲ့ပြည်သူတွေဘက်ကနေပြတော့မှာပဲ မြစ်ဖြတ်ချင်းမုန်းနိုင်မယ်ဆိုတာတော့ဗောနကျွန်တော်ချင်းဒီပေါ်ပြောလို့ရနေတာမလို့ဒီတော်လိုက်မှာဆိုတော့ကိုတန်းတဲ့ဘက်ကနေပြီးတော့မှတရောင်းတဏီယာဖြစ်ဖြစ်ပူပေါင်းပေါ်ဖို့လွမ်းနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြီးတော့မှကျွန်တော်တိုက်ပွဲတွေကနေပြီးတော့မှဖန်စီရမိတဲ့စစ်တုပ်ပန်းတွေကိုအခုဆိုရင်ဒီလိုမျိုးအရှင်မထားတင်တော့ဘူးဆိုတဲ့အကြောင်းသူကနေပြီးတော့မှဗောနဘယ်လိုမျိုးချက်လက်တွေနဲ့ပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပီမှာနားထောင်ကြည့်လိုက်ရအောင်နော်ကဲတော့မစုတ်တန်းခံစစ်ဘလက်ဒိုမစုတ်တန်းခံစစ်ရဲ့တဲ့နော်အမှဖော်ဒီကီအခွန်မှာတွေ့ရမှာခွင့်တပုံကြီးပဲနော် အဲ့တော့ဒီလိုကောင်မျိုးတွေမိလို့ရှိရင်အရှင်ထားတင်တာအဲဆေးဝါပြောသလိုပဲမင်းတို့အစအလာတိုက်တဲ့ကမင်းတို့ဟာတကယ်ပြည်သူကိုပူပေါင်းပြီးလက်နက်ချပြီးတော့ထွက်လာလို့ရှိရင်မင်းတို့ကိုထိုင်ရှိခိုးလိုက်မယ်နိုင်ငံခြားကိုပို့ပေးလိုက်မယ်ဒါပေမဲ့အခုတိဖော်တီကြီးအခုမတွေ့ဘူးလားဖော်တီကြီးရဲ့တလုံးကျလို့ရှိရင်ပောက်ပွဲပြင်းအောင်ဘယ်လောက်ထိတွန်းလဲနော်အဲ့လိုဖော်တီကြီးနဲ့အသေးခံထုတ်ပြီးတော့မနိုင်တဲ့အဆုံးချမကိုရှုံးဖို့ကိုလက်မခံဘဲနဲ့သူများနိုင်ငံတွေကိုထွက်ပြေးတာခွေးလို့မွားလို့ဟမ်မင်းအောင်လိုက်အတွက်အသေးခံတဲ့ကောင် နော်ဆောက်ရှက်လည်းမရှိဘူးခိုင်းကိုတက်ပြေးလို့ဖိုင်းစစ်သားရုပ်လည်းမပေါက်ထိုင်းရစစ်သားရုပ်တွေနဲ့မင်းတို့နော်အစရဏအာမီဆိုရုပ်တွေရှင်ကြည့်ပါကွာတကယ်နိုင်ငံပိတ်ခါကြတယ်ဟမ်မင်းတို့ငဘိုတွေကမှထိုင်းရမြန်မာအောင်အထင်သေးတဲ့အချိန်မှာမင်းတို့စစ်သားတွေရုပ်တွေမြင်ုံတွေကကျုံဆောက်တဲ့ပင်းစီလို့ဟမ်ကျူကျူမဆောက်မွေးရအောင်ဘယ်နည်းဖြစ်အောင်မယ်ငါပြောရင်မကောင်းဘူးဟမ်အဲ့လိုဟာမျိုးတွေနဲ့မဟုတ်ကိုစစ်သားကွာတိုက်တယ်ရှုံးတယ်ဘာဖြစ်လို့ထွက်ပြေးကြအောင်ရှိတယ်လေမင်းတို့ရင်ဆိုင်လေးဟမ်ဟုတ်တယ်မလားအစအတည်းကမင်းတို့မနိုင်ဘူးဆိုရင်ခံမနိုင်နဲ့နော်လက်နဲ့ချလေးဝင်လိုက် ေခံတိုက်မယ်အရှုံးမပေးဘူးအရှုံးမပေးလို့ခံတိုက်မယ်ဆိုတော့မဆုတ်ခံစစ်ရင်မင်းတို့ရေးထားတဲ့စာအောင်မင်းတို့အားနာအောင်လေဟုတ်တယ်မလားမင်းတို့ရေးထားတာပါမဆုတ်တတ်ခံစစ်ငါမသေးငါစကမ်းမကြကိုအခုအဲ့ဒါဆိုရင်စစ်ကောင်စီစကမ်းမှာရှိတဲ့ဘောမတွေကိုနမှန်ချင်တာကလေတွားမင်းတို့တောင်စိုးဦးတို့ဇော်ဘုံဟောင်းတို့ဟုတ်လားယာရီတွေမတ်ဘူးတူတို့ဟာအဲ့ဒါမှတိုက်ကောင်းရောဒဇင်ဒဇင်ကောင်းတာပဲကမဒဇင်ဦးတို့နော်ဒီလိုလေစစ်ကောင်စီစကမ်းတွေရောက်နေလို့မလားအဲ့ဒီမှာရှိတဲ့ငါမသေးငါစကမ်းမကြလို့ တော့မဆုံတန်းခံစစ်တို့အဲ့ဒီဆိုင်ဘုတ်တွေအကုန်လည်းဖြုတ်ထားလိုက်။ဘာမင်းတို့တော့လည်းတိတ်ခါရှိရအောင်ဘာအဲ့လိုစက္ကန်းတွေတိမ်းပြီးလို့ရှိရင်အဲ့ဆိုင်ဘုတ်ကြီးချင်မခဲ့မင်းတို့တော့ပုတ်တိတ်ခါကြာ။ဟမ်စက္ကန်းမှကတ်ထားတာကမဆုံတန်းခံစစ်ကိုစီရတော့ပါနော်ပြပြနေနေဒီဘောမှာရောက်ခိုက်နေတဲ့သူပြင်းနေကြတဲ့စကွန်စီစတားတွေကိုတွန်းနေပြီးတော့မှဆုံးမပြောဆိုထားတာဖြစ်တယ်။ကျွန်တော်ဘက်ကနေပြီးတော့မှတက်တဲ့အချိန်ကြတော့မှပေါ့နော်ဒီကောင်တွေကနေပြီးတော့မှမင်းညိုမြင့်ငယ်လေးတွေနဲ့ အတေချမ်းသာပေးပါဆိုတဲ့ပုံစံမျိုးတွေနဲ့အခုဆိုရင်လှုပ်ဆောင်နေကြတာဖြစ်ပြီးတော့မှအဲ့ဒီမှတိုင်ခင်ပါဆိုတော့ကျွန်တော်ပြည်သူတွေကိုမဲမဲမြင်ရဆိုပြီးတော့မှလင်းနေကြီးတွေနဲ့ထူလေချောင်းနေပြီးတော့မှဘုံကျဲတက်ခိုင်းမှုတွေလှုပ်ဆောင်နေတဲ့ဆရာဆွတ်ကောင်တွေပဲဖြစ်ပါတယ်ဒီလိုကောင်မျိုးတွေကိုကျွန်တော်ကနေပြီးတော့မှအခုဆိုရင်ထမင်းကျွေးရတာတွေလည်းပေါ့နော်စံကုန်တဲ့ဆိုပြီးတော့မှပြည်သူတွေကနေပြီးတော့မှပြောဆိုလာကြတာမလို့အပြည့်ရှင်းတင်နေဆိုတဲ့ပုံစံမျိုးတွေဒီအခုဆိုရင်တိုက်တွန်းပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်ဒီတော်တိုင်းမှာဆိုတော့ ဒီလိုဆေးရဆုမှုပေါများစွာကျွလွန်ထားပြီးတော့မှအာနာရှင်လူသူတွေပေါ့နော်အတိပေးပြီးတော့မှတိုက်နေကြတဲ့စစ်ကောင်စီတပ်သားတွေနဲ့မ USM ပြီးတော့မှဒီလိုမျိုးဆက်လက်ပြီးတော့မှလှုပ်ဆောင်နေမှာဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှလုံးဝကိုရှင်းထားတင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီတော်လိုက်မှာပြည့်ပြတ်သားသားနဲ့ရန်သူကိုအလဲထိုးချိန်မွေးရမယ့်အချိန်ပဲဖြစ်ပါတယ်။ပြီးတော့အလုံးမြန်မှန်းထားတဲ့အတိုင်းပဲတော်လိုင်းရေးကိုကျွန်တော်တို့ဒီနေ့မှဖြစ်မနေအောင်ချင်းနေဆိုတော့ဒီလိုမျိုးတက်ပွဲတွေမှာပြည့်ပြတ်သားသားနဲ့ရင်းစွာခိုင်တွဲပြီးတော့မှပါနော်။အလုံးမြန်မှန်းထားတဲ့အတိုင်းစစ်ကောင်စီကိုနေ2015မှာကုန်ခင်ပါပဲ ပြည်ပြချားဖို့လွမ်းနေပြီဆိုတဲ့အကြောင်းလဲတပီတော့ပြောချင်တဲ့ကျွန်တော်ဒီနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးထူးချေးစွတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေ့တည်လေးပိုင်းဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။